နေ့လူရှင်များတို့ကအတ္တမရှိများလူဝဒနာတရားမြခြင်းတလာယတနာဝေကပါဠိတလာယတနာဝေကတန်ယုတ်ပါဠိတော်တော်လာရှိတဲ့ကုလသုတ်တံကိုဒီနေ့ပေါ်ကြလာကြရမှာဖြစ်ပါလေမြမလူတရားကောင်းခြင်းကိုမြတ်ဗုဒ္ဓကိုယ်တိုင်ဖြည့်ရှင်းခရတော်ပြတနာများအပိုင်း၅ တရားဒေသနာတော်ဖြစ်ပါလေ။ဘုရားတို့မြတ်စွာဘုရားရှင်55ပါးကာလပတ်လုံးတတ္တဝါတွေကိုနိနေညညတရားဓမ္မတွေဟောပြောပြီးတော့ကဲတင်တော်မူခဲ့တယ်အဲ့ဒီမှာမြတ်စွာဘုရားရှင်ပြဿနာတွေအများကြီးကိုရေဆိုင်ခဲ့ရတယ်ဖြေရှင်းပေးခဲ့ရတယ်အဲ့တော့ဦးဇင်းတို့တရားတော်ကမ္ဘာတွေအတွက်ကောယဟန်တန်ဃာတော်များအတွက်ရော မြတ်စွာဘုရားဟာစံထားလောက်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်ရဲ့တပါးဖြစ်တယ်။မြတ်စွာဘုရားဟာတကောတော်အနန္တရှိပေမဲ့ပြတနာတွေကိုတကောနဲ့မပြေချင်းပါဘူး။သူတို့ကိုကိုတွေးကြမှာပဲပေါ့နော်။ငါမှသာတကောချင်းငါဘယ်လိုလုပ်လိုက်မှာဆိုတဲ့အတွေးမျိုးကြီး။တတော်များတွေးကြတယ်။ငါသာတကောချင်းဖြစ်ခဲ့ရင်ဘာလုပ်မှာညာလုပ်မှာဆိုတဲ့အတွေးကြီးရှိတယ်။မြတ်စွာဘုရားကတကောရှိပေမဲ့ ေယံတကမှာတကိုးနဲ့ပြဿနာကိုမဖြေရှင်းဘူးဒါမိမဲ့လဲမဲ့လည်းမဟုတ်ဘူးလေပြဿနာတွေကိုအာနာနဲ့တကိုးနဲ့ရှင်းတယ်ဆိုတော့နင်းလည်းမကြအောင်ဒါကြောင့်မိစ္ဆာဘုရားကပြဿနာကိုရှင်းတဲ့အခါမှာမေတ္တာတရားဤခံခြင်းတရားကို လက်ကင်ထားပြီးဖြေရှင်းတယ်။ဒါအမြဲတမ်းရအောင်ဆွေးနွေးတယ်မိစ္ဆာဘုရားရဲ့ဖြေရှင်းပုံဖြေရှင်းလေးကလေ။ နားလည်အောင်သဘောပေါက်အောင်ပြောပြတယ်။တပည့်ရှင်ရဲ့တသနာဖြည့်ရှင်းဒီပဲဒေါသမပါဘူး။တူတရားကိုထိခိုက်စေခြင်းနဲ့နာစေမပါဘူးသစ္စာပြရားရဲ့တသနာဖြည့်ရှင်းဒီကလည်းသူတို့ကောင်းတွေရဲ့တသနာဖြည့်ရှင်းဒီအဲ့ဒါကဒီကောင်းပြီအဲ့ဒီတော့ဒီကုလသုတ်တယ်မှာလည်းပဲမြတ်စွာဘုရားကိုဆွဆွဲပုတ်ခတ်လာတဲ့ဥစ္စာကိုဘယ်လိုပြင်းခဲ့တယ်လဲဆိုတာလေးကိုနာယူမသားကြရမှာဖြစ်တယ်ပေါ့ ဘတော်တော်များကမိမိကိုယ်ကိုအစွန်းစွဲခံရပြီဆိုရင်ချူချူတိုင်းတိုင်းဒေါသတွေဖြစ်ပြီးတော့တရားစွဲမယ်နဲ့ဘာဟဲ့လို့ဖြစ်ကုန်ကြတာလဲ။ကောင်းပြီအဲ့ဒီတော့ဒီကုလသုတ်တံမှာစွစွဲသူကဘယ်သူလဲဆိုတော့အတိဗန္ဒကပုတ္တလို့ခေါ်တဲ့ရွာလူကြီးပဲ။ရွာလူကြီးကသစ္စာမယားကိုစွစွဲတာ။သူကဗုဒ္ဓဘာသာဝင်မဟုတ်ဘူးလို့။သူကနိဂန္ဓအဲ့ ဆိုတော့မိစ္ဆာဒိဋ္ဌိဆရာကြီးရဲ့တပည့်တူပဲမိစ္ဆာဘုရားရှင်ပြိပေါ်လာတဲ့အခါမှာမိစ္ဆာဘုရားကိုကြည်ညိုသူတွေကိုးကွယ်သူတွေကတရက်ထက်တရက်များများလာတယ်မိစ္ဆာဘုရားရဲ့ဓမ္မတွေက အမှန်ကန်တွေပဲလေဉာဏ်ရှိသူတိုင်းသိနိုင်တယ်ဘုရားတရားမှန်တယ်ဆိုတာကိုဉာဏ်မဲသူတွေကဒါဘုရားတရားကိုလက်မခံနိုင်ဖြစ်ကြတာလေ အချို့ကဉာဏ်ရှိပေမဲ့လည်းအိတ်တမစ္စရိယများပြီးတော့လည်းတရားကိုလက်မခံနိုင်အဲ့တော့အများစုကစိတ်ရင်းလဲကောင်းကြတဲ့ဉာဏ်လည်းရှိကြတဲ့သူတွေအများစုကတော့မစ္စရာဘုရားရဲ့တရားကိုလက်ခံနိုင်ကြတယ်။ဒါကြောင့်မစ္စရာဘုရားရဲ့တာသနာတော်ကိုကြည်ညိုသူတွေကတရက်တစ်တရက်တစ်နေ့တစ်နေ့ကတိုးတိုးလာတယ်။အသေးတကြွယ်တွေမိင္မင်းသားတွေရှင်ပရိသေအကုန်လုံး စ္စာဘုရားကိုကိုးကွယ်လာကြတယ်၊သိကြလာကြတယ်၊သိတယ်လာကြတယ်။အခြားအခြားဘာသာတွေကိုကိုးကွယ်ပြီးသိကြတယ်လို့လက်နဲ့လာ။အဲ့ဒီမှာတခြားဘာသာတွေကမကြိုက်ဘူးဘုရားကို။ဂေါတမဗုဒ္ဓပေါ်လာတော့ငါတို့စာအုပ်ကွဲတာပဲဆိုပြီးတော့လေ။ဘုရားရှင်ပြွင့်ပေါ်လာလို့သူတို့တွေလက်လာပါနေသွားတာ။ငါတို့ကိုကိုးကွယ်သူတွေနေသွားတာ။ငါတို့ကိုဆုံးဖိတ်ကတ်သူတွေနေသွားတာဟာဂေါတမကြောင့်။အဲ့တော့ jealousy ဖြစ်ကြပြီလေနော်။ မနာလိုမှုတွေဖြစ်ကြပြီတိတိတတ္တာကြီးကိုဖြစ်ကြဟန်မဆောင်နိုင်အောင်ဖြစ်ကြတာမနာလိုမှုတွေကအဲ့တော့ဘယ်နေ့မှာမြတ်စွာဘုရားကိုအလဲထိုးမလဲဆိုတာကိုနေ့နေ့ညညကြံစည်နေတဲ့သူတွေပဲသူတို့ကဘုရားကိုငါတို့ဘလို့ပြိမ့်လို့မလဲပြစ်တင်မလဲဘုရားကိုဘလို့ဘလို့ချက်ခွဲမလဲအမြဲကြံစည်နေတာဘုရားကိုသူတို့ကအဲ့တော့တနေ့အကြံတစ်ခုရတယ်ခုဒီဘက်အတိဗန္ဒလို့ခေါ်တဲ့အဲ့ဒီ ရွာသူကြီးကိုခေါ်တယ်။ဘာတပဲလာအောင်မင်းတို့အရက်ဒေတာကိုဂေါတမရောက်နေတယ်လို့ပြောတယ်သူကဘုရားကိုအာမနာကိုသူကဂေါတမဆိုတဲ့စကားကိုသုံးတယ်။ဘုရားကိုကြည်ညိုသူတွေကဘဂဝါလို့ခေါ်တယ်။မြတ်စွာဘုရားဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားလို့ခေါ်တယ်။မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကတော့သမဏောဂေါတမယဟန်ဂေါတမသူနာမည်ကိုထုတ်သုံးတာ။ဒါလည်းဥနတ်တကာရကမတွေလည်းမှတ်သားကြပါဦးမယ်။ကိုကြည်ညိုလေးစားအားထားတဲ့ ပုံကိုယ်တွေကိုဆိုရင်နာမည်ထုတ်မတော့ဘူး။ဘာချရော်ရင်းဆိုလို့ရှိရင်လည်းပဲတောင်းတိုင်းနာမည်နဲ့တွဲသုံးတာပေါ့နော်။အဲ့တော့ဘွဲ့နာမည်ကိုထုတ်မတော့ဘူး။နာမည်ကိုမတော့မဲ့လည်းပါနာမည်ကိုသုံးရင်မယုံသေးမလေးစားရရောက်တယ်ဆိုရင်ရင်ချင်းမှုပြည့်ရှိတယ်။ဒါတော့သာသနာတော်မှာလေ။အဲ့ကြောင့်ဦးဇင်းတို့ယဟန်တော်လေးကိုကမ္မဝါစာဖတ်တဲ့အခါမျိုးယဟန်ခံတယ်ပေါ့နော်။ယဟန်ခံတဲ့အခါကမ္မဝါစာဖတ်တယ် အလောကမောတာပတ္တကံမှာယဟန်လောင်းရဲ့နာမည်ကိုထည့်ဖက်ရတယ်။နောက်ဥပိ္ပဇေဆရာပေါ့နော်။ဆရာသမားရဲ့ဘွဲ့နာမည်ကိုထည့်ပြီးဖက်ရတယ်ကမောသာမှာလေ။အဲ့တော့မြတ်စွာဘုရားလက်ထက်တုန်းကအရှင်အာနန္ဒာအဲ့ဒီအဖြစ်ကိုကြုံရတယ်။အရှင်မဟာကတ္တပရဲ့တပည့်တစ်ပါးကိုယဟန်ခံပေးရတယ်။အဲ့တော့ယဟန်လောင်းရဲ့ဘွဲ့နာမည်ကိုထည့်ဖက်တာကပြဿနာမရှိဘူး။အရှင်မဟာကတ္တပရဲ့ဘွဲ့နာမည်ကိုကမောသာတိုင်းမှာထည့်ပြီးတော့ဖက်ရမှာပေါ့။ ဘုံမရေဖြစ်နေတာအရှင်အနန္ဒကသူ့အလွန်လေးစားတဲ့ဆရာတော်လေအရှင်မာကတ္တမဆိုတာအလွန်လေးစားထိုက်တဲ့ဆရာတော်ဖြစ်တယ်အဲ့တော့အရှင်မာကတ္တမရဲ့ဘွယ်နိုင်ပေကြီးကိုတမဝါစာထဲမှာထပ်ဖတ်ရမှာကိုဘုံမရေဖြစ်ပြီးတော့မြတ်စွာဘုရားကိုဆောက်တော့မြတ်စွာဘုရားကအဲ့လိုဆိုလို့ရှိရင်ဝိညာဉ်နဲ့အတုနဲ့ဖတ်ပေါ့နော်အလားဘွယ်နာပဲမဟာကတ္တမဆိုတဲ့နာမည်ကိုခဏဖြောက်ထားပြီးတော့တိတ်တဆိုတဲ့နာမည်အတုနဲ့ဖတ်ပေါ့ ခဏနာမည်လေးအတူလေးမှဲ့လိုက်တာပေါ့အဲ့တော့ဥပိ္ပစေဆရာတော်ရဲ့နာမည်ကိုတိတ်တလို့မှဲ့ပါတယ်ကမဝါစာမှာတိတ်တတရာပါလို့ရှိရင်ဥပိ္ပစေဆရာရဲ့နာမည်ကိုဖတ်တယ်လို့ပတ်တော်မူကြပါဆိုတာအတိပေးပြီးတော့ကမဝါစာထဲမှာမဟာကတ္တပဆိုတဲ့နာမည်မဖတ်တော့ဘူးတိတ်တဆိုတဲ့နာမည်နဲ့ကြောက်ဖတ်လိုက်တာပေါ့ဒါပါလဲဆိုတော့ဒုတိယလေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေဝဲနာမည်ကိုဖတ်ရမှာကအာနာစရာကောင်းတယ်ပြီဒါကြောင့်ဦးဇင်းတို့ဆရာတော်ကြီးတွေကို ဖိတ်ဖိတ်တဲ့အခါမှာကြောင်းတိုင်းနာမည်နဲ့ဖိတ်တာအဆင်ပြေတယ်ပေါ့ဝဲနာမည်မသုံးဘဲနဲ့လေဘယ်စရာတော့ဘယ်စရာတော့ဆိုတဲ့အခါမှာကြောင်းတိုင်းနာမည်ကိုသုံးတယ်ပေါ့ဟောကြောင်းတိုင်းနာမည်မြို့နာမည်ရွာနာမည်အကြောင်းစလို့ဥပမာလို့ဒီမနိုင်ငံမှာတတိထားကြီးပေါ့နော်ဥပမာဥပမာလို့မဟာကဏ္ဍဝန်ဆိုင်တော်ဆိုလို့ရှိရင်ဒါရှင်စံကံဘုရားတော်မသုံးဘဲနဲ့တောင်ပြို့စရာတော့မဟာကဏ္ဍဝန်ဆိုင်တော်ဒီလိုသုံးတယ်နော်ပေကြီးလေးတရားကိုရေးတယ်ဆရာတော်ရှင်ဝါတ္တတာပြုဝန်တာလည်းဆရာတော်ဝါတ္တတာပြုဝန်တာလည်းမတုံးဘူ ။တပည့်ခံဆရာတော်သူတို့တုံးရဲ့။ဒါပါလဲဆိုတော့ဝဲနာမယ်ကိုခေါ်ရတာအာနာဆရာကောင်းတယ်။အဲကြောင့်ဝဲနာမယ်မခေါ်ဘဲနဲ့ဆယ်တော်တို့ရဲ့ဂုံသူဝိဒေတာကြောင်းတိုက်နာမယ်လို့ညို့နာမယ်လို့ရွာနာမယ်လို့အဲ့လိုမျိုးနာမယ်တွေကိုထုတ်တုံးပြီးတော့ဖိရတာခေါ်ရတာပြောရတာဆိုရတာကောင်းတယ်ပေါ့နော်။ဒီဒါလည်းဘုဒ္ဓတာတစ်ခုပေါ့နော်။အဲကြောင့်မြတ်စွာဘုရားလက်တုံးကမြတ်စွာဘုရားကိုခေါ်တမဆိုတဲ့အသုံးလုံးကိုသုံးတဲ့သူတွေဟာဘုဒ္ဓဘာသာဝင်မဟုတ်ဘူး။ ုနမန္တဝေတရားဘုရားကိုဂေါတမဆိုတဲ့အတုံးလုံးကိုမတုံးကြအောင်ဘဂဝါလို့ပဲတုံးကြတယ်ဘုန်းတော်ကြီးတော်ကတော့မြတ်စွာဘုရားဆိုတဲ့စကားကိုပဲတုံးတယ်ဓမ္မကျင့်ရတဲ့ပုဂ္ဂိုလ်တွေကဂေါတမလို့တုံးတယ်ဒါလည်းဘုဒ္ဓတာတစ်ခုပေါ့နော်အဲ့ဒါနဲ့တိတိဆရာကြီးကသူ့တပည့်ရွာလူကြီးကိုခေါ်ပြီးတော့မင်းတို့ဒေတာကိုတဲ့ယဟန်ဂေါတမရောက်နေတယ်ဆိုတဲ့အေးအဲ့ဒါယဟန်ဂေါတမကိုမင်းသွားဆွဆွဲကွာတဲ့မသိသေးဘူးဘလို့ဆွဆွဲရမလဲဆိုတော့ပြောတဲ့ယဟန်ဂေါတမကို ်ရှင်ကြီးဂေါတမတဲ့အခုချိန်မှာငါတို့အရက်ဒေတာမှာလူတွေဒုက္ခရောက်နေတယ်နော်ဒုက္ခရောက်နေတယ်အငက်ဘေးဆိုင်နေတာလေစီးပွားရေးတွေအဆင်မပြေစိုက်ပျိုးရေးတွေအဆင်မပြေအငက်ဘေးတွေကတ်ဆိုင်နေကြတာလူတွေအိန္ဒိယနိုင်ငံမှာမကြာခဏဖြစ်တယ်မစ္စာပြေလက်ထက်တုံးတာလေမကြာခဏဖြစ်တယ်အိန္ဒိယနိုင်ငံမှာအဲအငက်ဘေးဒုက္ခဘေးပေါ့နော်အငက်ဘေးတွေဆိုက်တယ်အဲ့တော့အခုတဲ့ဒုဒေတာမှာ အငက်ဘေးတွေဆိုင်နေပြီအဲ့တော့မြတ်စွာဘုရားကိုပြောဂေါတမဗုဒ္ဓကိုပြောဂေါတမဗုဒ္ဓကတတဝါတွေအပေါ်မှာတနာခြင်းကိုရှင်းမွန်းတယ်ငဲ့ညာခြင်းကိုရှင်းမွန်းတယ်မေတ္တာထားတာကိုရှင်းမွန်းတယ်စောင့်ရှောက်တာကိုရှင်းမွန်းတယ်မလားဘုရားကိုမေးတော့တဲ့ဂေါတမကိုမေးဒီဘုရားဂေါတမဗုဒ္ဓကပြောလိုက်တော့ဟုတ်တယ်လေတဲ့ငါကတတဝါတွေအပေါ်မှာတနာခြင်းငဲ့ညာခြင်းစောင့်ရှောက်ခြင်းကိုငါကရှင်းမွန်းတယ် အဲ့ဒါဆိုရင်လေဂေါရမဗုဒ္ဓကတဲ့တပည့်တန်ကနောက်လိုက်တန်ကတွေခြံရံပြီးတော့ရွာပတ်ပြီးတော့ဆုံးနေအလူခမ်းနေတာဟာလူတွေကိုဒုက္ခပေးရမရောက်ဘူးလားသူဆွဲပုံလေးရနော်အနောက်လူတွေငမိုးဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာရဟန်းဝရမကတရားဝေတရားထက်ဆုံးအလူလိုက်ခမ်းနေတာပြိတ္တိနဲ့အဲ့ဒါကလူတွေကိုစီးပွားပြအောင်လုပ်နေတာမဟုတ်ဘူးလားလူတွေကိုဒုက္ခပေးနေတာမဟုတ်ဘူးလား နော်လူတွေကိုစင်းရဲအောင်လုပ်နေတာမဟုတ်ဘူးလားဝဲတဲ့ဝဲအောင်လုပ်နေတာမဟုတ်ဘူးလားလို့စွဆွဲသမ်းပါအဲ့အဲ့လိုဆိုရင်ယဟန်ကိုတော့မှအဲ့ဒါနော်ဒုက္ခရောက်သွားလိမ့်မယ်ဘာမှဖြစ်ရှင်းနိုင်မှာမဟုတ်ဘူးလေဖခင်ရှင်ရဲ့တပ္ပိတ္တကျန်တော်ကိုတို့ကအထင်သေးတာကိုဒီလိုဆိုရင်ဘာမှကိုတော့မှဘုရားကြီးဘာမှဖြစ်ရှင်းနိုင်မှာမဟုတ်ဘူးเสียระเบิดสีวาไก่ไปไต่ไปเลยจ้ะระเบิดอ่ะอ่าหุบพี่อ่าจนเราก็ပြောมั้ย ဘောဓမဗုဒ္ဓကိုသွားဆွဲချက်တင်တယ်နော်နော်လူသားတွေကဉာဏ်တမိုက်တစ်ပါးကလေးနဲ့အရာကိုစောကားကိုကြိုးစားနေကြတာပေါ့အံ့ဩကိုသိကောက်တယ်အဲ့တော့ဘောဓမမစ္စဘုရားစီကိုနော်မစ္စဘုရားစီကိုအဲ့ဒီအတိဗန္ဓကဆိုတဲ့ရွာလူကြီးကသွားသွားပြီးတော့သောသောကသူ့ဆရာတင်ပေးလိုက်တဲ့အတိုင်းပဲ ရောင်ဂေါတမအဲ့ရှင်ကြီးဂေါတမကတတဝါတွေကိုငဲ့ညာထားငဲ့ညာထောက်ထားသနာတက်တယ်ငဲ့ညာထောက်ထားသနာတာကိုရှင်းမွှဲတယ်လို့ပြောတယ်အခုကျုပ်တို့ဒေသမှာအငတ်ဘေးတွေဆိုင်နေပြီလူတွေဒုက္ခတွေရောက်နေကြပြီဆင်းရဲနေကြပြီမွဲနေကြပြီအဲ့ဒါကိုဂေါတမဘုရားကမဖြစ်လို့နောက်လိုက်တပည့်တန်ကအများကြီးခြံရံပြီးတော့ဂျွာတွေကိုပတ်ပြီးလိုက်အလူခံနေတာလေဟောဘာဖြစ်လို့အလူခံနေရတာလဲအဲ့လိုအလူခံနေတာဟာ လူတွေကိုမွဲတဲ့မွဲအောင်လုပ်တာမဟုတ်ဘူးလားလူတွေကိုဆင်းအောင်လုပ်နေတာမဟုတ်ဘူးလားလူတွေကိုပျက်စီးအောင်ဒုက္ခရအောင်လုပ်နေတာမဟုတ်ဘူးလားဆိုပြီးတော့သစ္စာဘုရားကိုဆွဲချက်တင်လိုက်တယ်နော်သစ္စာမှုတွေဒါဒီနေ့ခင်လည်းအဲ့လိုမျိုးတချို့ဘာသာမဲ့တွေဘာသာသာသနာပေါ်မှာအယုံကြည်မရှိသူတွေကဒီလိုမျိုးပြောပေါ်ပြောနိုင်တယ်နော်မြန်မာနိုင်ငံမှာအလုံးမလုံးတဲ့ဘုန်းကြီးတွေအလုံးလက်မဲ့ဘုန်းကြီးတွေများနေလို့ မြန်မာနိုင်ငံမတို့တက်ဘူးလို့ခေါင်းစဉ်တက်ရှင်တက်နိုင်တဲ့တချို့ကအမြင်မကျေတဲ့သူရဲ့အမြင်သိနှုံတဲ့ပုဂ္ဂိုလ်တွေပဲနော်ဘုဒ္ဓဘာသာဝင်တွေဖြစ်လို့မြန်မာနိုင်ငံမတို့တက်တာမကြီးဝါတာလို့ခေါင်းစဉ်တက်ကောင်းတက်နိုင်ဒီမှာမြတ်စွာဘုရားဘလို့ဖြစ်ရှင်းထားကြတယ်ဆိုတာသာထောင်ကြည့်ဘုရားကပြောတယ်ဘာလူကြီးတဲ့ဤသေချာနားထောင်ငါရှင်းပြမယ်ငါတပိညုတဉာဏ်တော်နဲ့ဒီတကဘာတစ်ခုတည်းမဟုတ်ဘူးတဲ့ ီကနေရေတွက်လိုက်လို့ချင်းလာ60နဲ့တကဘာအထိငါကြည့်လိုက်တယ်လူမျိုးဆက်မိသားကပြောတာအပြင်းကြီးလိုက်တယ်တော့ငါကြည့်လိုက်တယ်60တကဘာအတွင်းမှာတောင်ပါတဲ့လူလို့ဆင်းရဲသွားတယ်မွဲသွားတယ်ဒုက္ခရောက်သွားတယ်လူတရားမှမရှိဘူးလူမျိုးဆက်မိသားပြောတာနော်လူတိုင်းလိုက်လို့ဆင်းရဲသွားတယ်မွဲသွားတယ်ဆိုတာမရှိဘူးတဲ့နော်အဲ့တော့တန်ဃာတော်တွေကိုဆုံးချက်ကတ်လို့ဝဲသွားတယ်ဆိုတာရှိဖို့မရှိတာ ဒီတကဘာတစ်ခုလည်းမဟုတ်ဘူးတဲ့နော်အဲ60တကဘာအတွင်းမှာငါကြည်တာမတွေ့ရဘူးတယောက်မှမရှိဘူးတကယ်တော့ဒါနကြောင့်ပဲတတ္တဝါတွေကကြီးပွားနေကုန်ကြတာဒါနကြောင့်တတ္တဝါတွေကြီးပွားနေတာသစ္စာတရားကြောင့်တတ္တဝါတွေကြီးပွားနေတာကိုကျင့်တရားကြောင့်တတ္တဝါတွေကြီးပွားတာတကယ်တော့ပါလိမ့်မယ်ကြီးပွားရမစ္စာဘုရားရှင်းပြဒါနကြောင့်ပဲတတ္တဝါတွေကြီးပွားနေကြတာ သစ္စာတရားကြောင့်တတ္တဝါတွေကြီးပွားနေတာကိုခြင်းတရားကြောင့်လည်းတတ္တဝါတွေကြီးပွားနေကြတာအဲ့တော့ဘုရားကဆက်ပြောတယ်တော့ဘုရားရှင်ကတရားဟောတဲ့အခါမှာ balance ဖြစ်တယ်ကြီးပွားကြောင့်တရားကိုဟောတယ်လို့ပစ္စည်းကြောင့်တရားကိုဟောတယ်သစ္စာဘုရားကဘလို့လုံးရင်ပျက်စီးတယ်ဘလို့လုံးရင်ကြီးပွားတယ်ဘလို့လုံးရင်ဆင်းရဲပဲဘလို့လုံးရင်ချမ်းသာတယ်ဘုရားကတရားဟောရင်သိပြီးတော့ညီမျှတယ်အခုလည်းသစ္စာဘုရားကကြီးပွားကြောင့်ကိုပြုတ်ပြပြီးပြီ ဒါနကြောင့်ဆင်းရဲတာမဟုတ်ဘူးဒါနကြောင့်ကြီးပွားတယ်သစ္စာတရားကြောင့်ကြီးပွားတယ်ကိုယ်ချက်တရားကြောင့်ကြီးပွားတယ်တော့ငါပြောဖို့မယ်လူတွေမွဲသွားတယ်ဆင်းရဲသွားတယ်လူတွေဒုက္ခရောက်တယ်စီးပွားပြတ်သွားတယ်ဆိုတာအကြောင်းရှိခုရှိတယ်ဘုရားကနော်အကြောင်းရှိခုရှိတယ်လူတွေစီးပွားပြတ်တယ်ဆိုတာအကြောင်းရှိခုရှိတယ်တစ်ရာဇတော်မှာရှင်ဘုရင်ကြောင့်ပဲအဲ့ဒီအုတ်ချုပ်မင်းအသုံးမကျရင်လည်းစီးပွားပြတ်တာပဲ ဥစ္စာမရတာနံပါတ်၁ကစောတာတော့အခုတည်းကတောင်းချင်းရင်လည်းပဲစီးပွားဖြတ်တာပဲအကျေတော့မချဲ့တော့ဘူးเนาะဒါဥစ္စာလို့အချိန်ကုန်ခဲ့ပြီးတော့ခေါင်းစဉ်လေးအချင်းလေးတွေပဲပြောရတာအဲ့တော့ဆိုတခိုးတည်းကတောင်းချင်းရင်လည်းစီးပွားဖြတ်တာပဲတော့နံပါတ်၃ကအဲ့ကိတော့ကမီးလောင်လို့ရှင်စီးပွားဖြတ်တာပဲကျုပ်အိမ်လေးမီးလောင်တဲ့ထဲပါသွားတာလို့ကိုအိမ်တော့ကဆိုဥစ္စာလို့ဘိတ်မျိုးဆိုမကြခဏမီးလောင်ဘူး အကုန်လောင်းတာအဲ့ဆိုရင်စုမိဆောင်းမိတာလေအကုန်ပါသွားတာမိတဲ့ကိုနော်အဲ့တော့မီးလောင်လို့လည်းပဲစီဘာပြတ်နိုင်တယ်ဥဒကတော့ဟာရေကြောင့်လေရေဘေးအန္တရာယ်တွေကြောင့်လေစီဘာပြတ်နိုင်တယ်နော်သူစူလာပြီးတော့နော်ရေလိုက်ရေဘေးအန္တရာယ်တွေတုံလာခဲ့တယ်ဘုံတိုင်းအန္တရာယ်တွေတုံလာခဲ့ပြီးပျက်စီးတာပဲအဲ့တော့ အဲ့လိုတဘာဝရေအန္တရာယ်တွေမီးအန္တရာယ်တွေကြောင့်လည်းစီးပွားပြတ်နိုင်တယ်နောက်တစ်ခါရှိခေတုန်းကဒီနေ့ခေတ်လိုဘန်နေပါတယ်မရှိဘူးရွှေတွေပါတယ်ကိုသူကညည်ကြီးထဲမှာမြုပ်ထားတာနော်ဘန်မရှိတော့ဘူးအဲ့တော့ဘန်မရှိတော့ရှိခေတုန်းကတထေတကြွေကြီးကခင်ကမြေကမ်းလို့ဘာလို့အဲ့လိုတောဆက်တွေမှာမြစ်ဆက်တွေမှာတောတောပြီးတော့လက်ဝတ်ယတနာတွေရွှေအိုးတွေမြုပ်ထားနေရှိတယ် ဲ့မဲ့အခါတည်းရမှာအဲ့ဒီမထင်မှတ်ပဲနဲ့မုံတိုင်းတွေတိုက်ပြီးတော့ငလင်းလေးလှုပ်ပြီးတော့ပြုတ်ထားတဲ့ဥစ္စာတွေကခြေထဲမှာမျောပါသွားတာတွေရှိတယ်။နေရရွေ့သွားတာတွေရှိတယ်။မြေကျောတွေရွေ့သွားတာတွေရှိတယ်လေ။အဲ့ဒီခါကျရင်လည်းကိုမြုတ်ထားတဲ့စီးစဲဥစ္စာတွေအကုန်ကုန်တာပဲ။အဲ့ဒါဥစ္စာအနာတမေတတိတော်ကဖြစ်ဘူးလေ။အနာတမေတတိတော်မှာသူ့ဥစ္စာတွေအကုန်လုံးခြေထဲမှာမျောပါသွားဘူးလေ။အဲ့ဒါဥစ္စာများက ဒါသူတို့ခေသူတို့ခါပေါ့နော်ဒီနေ့ခေဆိုရင်တော့ခေအနေနဲ့ပြောမယ်ဆိုရင်ဒါဘန်ဒီဒီဝါလီခံတဲ့သဘောပြောရမှာပဲကိုညှုပ်နယ်ထားတဲ့ဘန်ဒီဒီဝါလီခံသွားတဲ့အခါမှာဘာမှပြန်မရတော့နော်ကိုပတ်စံနေချင်းငါထားတဲ့အရာတွေပြန်မရတော့ဒီလိုမျိုးဆိုလို့ရတာပေါ့နော်ဒါခေအားလျော်ဆိုတာပြောရမှာပေါ့စာထဲမှာတော့ရှိခေတုံးကညှုပ်ထားတဲ့အရာတွေပြန်မရတော့တဲ့ဥစ္စာပြောပြတာအဲ့ဒါလည်းစီးပွားအတွက်ကြောင့်တစ်ခုပဲနော်နောက်တစ်ခါလို့ဆိုလို့ လုံးမယုတ်တာကမ္မန္တာဆိုတာစီးပွားရေးမလုံးတိုင်လဲစီးပွားပြတ်တာပဲတချို့ကံအားလျော်ဆိုတာအမွေရလိုက်တယ်မိဘတွေဘိုးဘွားတွေကြီးကအမွေရတယ်အဲ့မှာအဲ့ဓာတွေကိုစနစ်တကျမစီမံတက်မခန့်ခွဲတဲ့အခါကျတော့အကုန်ပုံထားပဲလေဗတနစ်ခံမှာလဲထိုင်စားလိုက်တာလေးငါးနှစ်ဆိုရင်အိမ်လဲရောင်းရကားလဲရောင်းရအကုန်ရောင်းရရလားနော်မိဘလက်ငုပ်လက်စားအကုန်ကုန်တာပဲနော်အဲ့လိုစီးပွားရေးမလုံးတက်မကင်တက်ရင်လည်းပဲစီးပွားပြတ်တာပဲလေတဲ့ နော်အဲ့ဒါကိုဘာသာရေးနဲ့တွားပြောလို့မရဘူးနော်ကိုမလုပ်တယ်လို့စီးပွားပြတ်တာတိတာကနောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့မိသားစုမှာအဖြုံးကြီးတဲ့ပုဂ္ဂိုလ်ပါလာတယ်နော်ကုလင်ဂူရာကုလင်ဂါရလို့ခေါ်တယ်စာပြထဲမှာကုလင်ဂါရဆိုတာမိတောက်နေတဲ့အမျိုးနော်မိခဲလေးပြောတာအမျိုးထဲမှာမိခဲလေးတွေပါလာဆိုတာက စီပွားရေးဆိုဘာမှမလုပ်ဘူးလောင်းကစားဆိုအဝါဒနာပါတယ်အပျော်အပမတ်တယ်ဆိုရကဖြုံးတတ်တတ်ပဲနော်ပေးသားဆိုမှအဲ့လိုအဖြုံးအတိအလွန်ကြမ်းတမ်းတဲ့ပုဂ္ဂိုလ်ပါလာရင်လည်းစီပွားဖြတ်တာပဲအလုံးဆိုရင်ဘာမှမလုပ်ဘူးဖြုံးပဲဖြုံးနေတာလောင်းကစားအလွန်တရားဝါဒနာပါတယ်ခါမှလည်းနိုင်တာမဟုတ်ဘူးအနေနဲ့ချုံနေတာလေဘောလုံးချုံလိုက်ရှဲကနေချုံလိုက်နော်ဖဲချုံလိုက်လည်းချုံနေတာမိဘတွေမှာရှာလို့မလောက်ဘာလို့ဖြစ်နေတာလဲ အဲ့ဒါလည်းကုံတာပဲမွဲတာပဲမွဲသေးသေးပဲအဲကြောင့်ကိုယ့်ရဲ့မျိုးရိုးထဲမှာအဲ့လိုအသုံးအဖုံးကြီးပြီးတော့စီပါဖြတ်မဲ့ကောင်တွေပိုင်နေပြတ်တာပဲဒီနောက်ဆုံးတစ်ခုကတော့အနှိမ့်ဆတာလောကမှာဘယ်အရာမှမမြဲဘူးနော်အဲ့ဒီမမြဲခြင်းသဘောတရားကြောင့်လည်းပဲအရာဝိတုတရားပစ္စည်းသင်္ခါရလူသင်္ခါရဆိုတဲ့အတိုင်းပဲပစ္စည်းတက်တဲ့သဘောရှိတယ်နော်အဲ့လိုမျိုးပစ္စည်းတက်တဲ့သဘောသင်္ခါရတရားတွေကြောင့်လည်းစီးပွားတွေပစ္စည်းပွားတာတွေရှိတတ်တယ် ။မြတ်စွာဘုရားကအားလုံးအချက်ချက်ချက်ထုတ်ပြပါလေနော်။အေးအဲ့ဒါကြောင့်လောကမှာစီးပွားပြတ်တယ်ဆိုတာလူတို့စီးပွားပြတ်သွားတာမဟုတ်ဘူး။ဒီကဘာမှာလည်းမရှိဘူး။ကိုယ်စက်တကဘာအတွင်းမှာလည်းတယောက်မှမရှိဘူးတအိမ်မှမရှိဘူးလူတိုင်းလိုက်လို့မွဲသွားပါလေစီးပွားပြတ်တာတယောက်မှမရှိတာစီးပွားပြတ်တဲ့သူအားလုံးဟာအဲ့ဒီအချက်ချစ်ချက်တွေကတစ်ချက်ချက်ကြောင့်စီးပွားပြတ်တာပဲတကယ်အမှန်ပါလားဘယ်မှာကြီးလို့တခါကြီးလို့ကိုသိရနော်ဒီချစ်မျိုးတွေကတမျိုးမျိုးကြောင့်စီးပွားပြတ်တာပဲဆိုတော့ဘုရားကဆက်ပြောတယ်ဘာလူကြီးတဲ့ အဲ့လိုစီးပွားတက်ကြောင်းတရားရှိခုကြောင့်တက်ကြတဲ့ဥစ္စာကိုတဲ့ငါဘုရားကြောင့်စီးပွားပြတ်ပါတယ်လို့ဆွဆွဲရင်တော့အဲ့ဒါငရဲကြမှာပဲဘုရားကငရဲနဲ့ပြန်ဆင်းရှောက်လိုက်တာသူတို့ပါသူတို့ရှင်ဘုရင်အသောမကြလို့စီးပွားပြတ်တာတခိုးတခါတွေကြောင့်စီးပွားပြတ်တာရေဘင်းအန္တရာယ်ကြောင့်စီးပွားပြတ်တာမီးအန္တရာယ်ကြောင့်စီးပွားပြတ်တာနော်နောက်ခုနကအထာအတူတွေနေရာတွေမှားလို့စီးပွားပြတ်တာနော်အလုံးမလုံးတက်လို့စီးပွားပြတ်တာ မျိုးရိုးထဲမှာဖြုံးတီးတဲ့ပုဂ္ဂိုလ်ပါလို့စီးပွားပြတ်တာဆိုတော့ကမမြဲခြင်းသဘောတရားကြောင့်စီးပွားပြတ်တာကိုငါဘုရားကြောင့်လူတွေငွဲရပါတယ်လို့ပြောရှင်ဟာမတော်မတရားဆွဆွဲမှုတစ်ခုပဲအဲ့လိုမဟုတ်မမဲ့ငါဘုရားကိုဆွဆွဲလို့ရှိရင်တော့နော်အဲ့ဒါငရဲမှာကြတတ်တယ်ဆိုပြီးတော့ပြဿနာဘုရားကပြန်ပြောလိုက်တဲ့အခါမှာတရားကြီးရတယ်ခြေသူမဟုတ်ဘူးလေသူ့ဆရာကြီးကပြောခိုင်းလို့ဒါသူကလည်းပြဿနာဘုရားကိုဆွဆွဲနေတာ သူ့မှာလည်းစဉ်းစားတတ်တဲ့ဉာဏ်တော့ရှိတယ်။အဲ့တော့ဘုရားရှင်အခုလိုကြီးပွားကြောင်းဆင်းရဲကြောင်းတွေကိုဇက်ကြလက်ကြခြားပြလိုက်တော့သူလက်ခံသွားတယ်။သဘာဝလည်းကြားတယ်လက်တွေ့လည်းကြားတယ်လေ။နော်။အဲ့တော့ဘုန်းကြီးတွေကိုဆုံးချက်ကလို့ဆင်းရဲတယ်ဆိုတာမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲလေနော်။ဒါကြောင့်မြတ်စွာဘုရားရှင်းပြတာကိုဒကာကြီးကဉာဏ်လေးရှိတော့လက်ခံသွားတယ်။နော်။လက်ခံသွားတဲ့တည်းကြောင့်အဲ့မှာသူမြတ်စွာဘုရားကိုတောင်းပန်စကားပြောပြီးတော့ဘုဒ္ဓတရဏံကိစ္စမျိုး၊ဓမ္မတရဏံကိစ္စမျိုး၊ပင်္ဂလတရဏံကိစ္စမျိုးဆိုပြီးတော့ ုဒ္ဓဘာသာဝင်ဖြစ်ကိုပြုကြောင်းသွားတယ်။ဒါတော့ကတော့သူ့ဆရာသိခဲ့တဲ့တိုင်မြတ်စွာဘုရားကိုဆွဆွဲတိုက်ခိုက်ဖို့လာခဲ့တာပဲ။အဲတော့ဘုရားရှင်ကဘောဓာနဲ့မပြောပါဘူး။မေတ္တာတရားနဲ့ဤခံပြီးတော့ကြကြလက်ကြတကူချင်းချင်းရသွားလိုက်တာ။ဉာဏ်ရှိတဲ့သူတို့လို့မြတ်စွာဘုရားတရားဓမ္မကိုလက်ခံနိုင်တယ်ပေါ့။ဒီနေရာမှာတချို့မြတ်စွာဘုရားရဲ့ဆုံးဖြတ်ဆုံးသောမမှုတွေရှင်းပြမှုတွေတဘာဝကြနေပြီမဲ့အစွဲကြီးတဲ့ပုဂ္ဂိုလ် ။မြတ်စွာဘုရားပေါ်မှာအလွန်တိုက်ခိုက်မုန်းတီးတဲ့စိတ်တွေအားကြီးနေတဲ့သူဆိုရင်လည်းလက်ခံနိုင်ခြင်းမလက်ခံပါ။အခုဒီတကံကြီးကသူ့ဆရာကဆွဆွဲခိုင်းတော့တာလားဆွဆွဲရတာ။ဘုရားပေါ်မှာတိုက်ခိုက်ခြင်းလည်းဆိုပြင်းထန်မှုတိတ်မရှိဘူး။အခုတော့တဘာဝကြီးကဆင်းရဲတော့လည်းလက်ခံသွားတာပဲ။ဒါကြောင့်မြတ်စွာဘုရားရှင်ဟာပြဿနာတွေကိုဘယ်လိုဖြေရှင်းရသလဲဆိုတော့မေတ္တာတရားနဲ့ပဲဖြေရှင်းမယ်။နော်။ဆွဆွဲမှုခံမှုတွေကိုမဟုတ်ရင်မဟုတ်တဲ့အကြောင်းသစ္စာဘုရားကအကြံအကြံပြန်ပြီးတော့ရှင်းပြလေးရှိတယ်။ဒါဗုဒ္ဓ ရဲ့ပြဿနာကိုဖြေရှင်းပြီးဖြစ်တယ်နော်အလုံးမမသားစရာကောင်းတယ်ဖြေရှင်းပြီးဖြစ်တယ်နော်ဒါကြောင့်ဦးဇင်းတို့ဘုန်းတော်ကိုကိုးကွယ်လို့သာသနာကိုထောက်ပံ့လို့ဝဲသွားပါလေဆိုတဲ့ဆိုတဲ့ဆွဆွဲချက်ပြီးလုံးဝမဟုတ်ပါဘူးဆိုတာကိုသစ္စာဘုရားကိုလိုတိုင်းဖြေရှင်းတော်မူခဲ့ပါတယ်ဒါကြောင့်ဒီနေ့လူရှင်ကြတဲ့တကွာဓမ္မမိတ်ဆွေများအားလုံးနော်သစ္စာဘုရားရှင်ရဲ့အဆုံးအမတော်ကိုနာယူပတ်သားကြပြီးတော့ဘုဒ္ဓသစ္စာတာသနာတော်ကိုဘုဒ္ဓအလိုတော်ကြကိုးကွယ်စည်းကမ်းနိုင်သူများဖြစ်အောင် 古地古地都在啊，都能研发出自己的。嗯嗯